82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြမကိုစားပြုတွားရောက်ရှင်ပြိုင်နေတဲ့အလှမယ်ခီစာခင်ကမြမနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးနဲ့ပြည်တွင်းစစ်ကြောင့်ကလင်းငယ်တွေတိုက်ဆုံခဲ့ရကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ် အလောက်မယ်တွေကိုလူမှုဆက်ဆံရေးစွမ်းရည်နဲ့လူမှုရှိစကားပြောဆိုမှုစွမ်းရည်တွေကိုစစ်ဆေးတဲ့ head to head challenge ပြိုင်ပွဲမှာအခုလိုထုတ်ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်မြန်မာလူမှုအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေစေဖြစ်တယ်လို့အလမဲခိစာခင်ကပြောဆိုခဲ့ပြီးမြန်မာကိုစားပြုအနေနဲ့ဒီနေရာမှာရည်ရွယ်ချက်တစ်ခုနဲ့ရောက်နေတာဖြစ်ကြောင်းနဲ့အမောင်ဆုံးအချိန်တွေမှာတော့အလင်းကိုရှာဖွေနိုင်ဖို့ရည်ရွယ်ချက်မျှော်လင့်ချက်နဲ့အတူတိုက်ခိုက်ဖို့ရွေးချယ်ခံရသူတယောက်အနေနဲ့ငလင်နဲ့တခြားပီးအန်ရီတွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ကလေးငယ်တွေနဲ့မိသားစုတွေကိုကူညီပေးသွားဖို့ကတိပေးကြောင်းကိုလည်းခိစာခင်ကပြောဆိုခဲ့ပါဗျာ။ ။ဒါပြင်ပန်းကလေးများပွင့်တော့မီဖိုးတံဝင်လို့ချီနေကြီးမှာရွှေဤလောင်းငါတို့စာတင်ကြောင်းဆိုတဲ့ဒူကြောင်းကပြာကိုလည်းရွတ်ဆိုခဲ့ပါဗါး။မစ်ဘောအလှမဲ့ပြိုင်ပွဲကိုအိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာမေလ9ရက်နေ့ကနေ31ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။နိုင်ငံပေါင်း108နိုင်ငံကအလှမဲ့တွေဝင်ရောက်ရှင်ပြိုင်နေကြတာလည်းဖြစ်ပြီးမြမကိုစားပြုအလှမဲ့ခီစာခင်ကတော့အသက်16နှစ်အရွယ်အလှမဲ့တယောက်လည်းဖြစ်ပါတယ်ရှင်။